မင်္ဂလာပါ။နေတဲ့အတိုင်းမှာရှိတဲ့လူခရီးချုပ်ပါခါရမှုတွေ၊ဆယ်ရေးပြင်ပခါတွေ၊ဒေတာတဲ့လူမှုစီးပွားရေးခြေအနေတွေစတဲ့ဆယ်ဝေးဆက်အကြောင်းအရာတွေကို Mocky Bay Series ကနေတင်ဆက်ပေးတာမှာပါ။ဒါနဲ့မှာတော့လောက်လွတ်မျိုးပေါ်ကအစာရပါယုံ၊ Yes Khan နဲ့ထွေရရို့တို့တက်ခတ်ခဲ့တဲ့တဲ့နဲ့ဒဝဲမြေထဲမှာစကောက်ဆူချာသားတွေလိုက်ပွားလာတဲ့ဇယ်လေးတစည်းလည်းနေကြီးထီမတာကြောင့်မိလာပြရှိတဲ့တဲ့တွေကိုတင်ဆက်ပေးသွားမှာပါ။လာလုံမျိုးဘောကဆာယာဖာယုံယက်စခန်နဲ့ထွေရရို့တို့တက်ခတ်ခဲ့တဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ခင်ဗျာ။ တနေ့တော်တိုင်းဒေတာကြီးလလုံးမျိုးပေါ်မှာစာရဖာယုံယက်စခန်းနဲ့ထွေော်ရုပ်တို့ကိုတွေ့တာတော်လိုက်တာတွေကဝေရတက်ခဲခဲရစကောက်စီတာတွေဖေကဆက်ရောက်တယ်မနေ့ချိန်ကတိဆုတ်ခဲ့တယ်လို့လလုံးပြည်သူကကယုဖယ်ဒီစီကနေတီးရပါတယ်လလုံးမျိုးပေါ်စီစာရဖာယုံယက်စခန်းနဲ့ထွေော်ရုပ်တို့ကိုအေအားတရားလောင်းနဲ့တက်ဆွန်းနေဆိုင်နေကြတဲ့စကောက်စီတာသားတွေကိုမလာစီရင်နေမနေ့ခြားနိုင်လာမှာတွေ့လိုက်တာတွေဖေကဝေရတက်ခဲခဲတာဖြစ်တယ်လို့လလုံးပြည်သူကကယုဖယ်ရဲ့တာဝန်ရှိသူကပြောပါတယ်တိုက်ပွဲမှာမနေ့ခြားနိုင်ရနေနေလဲဆန်နေလောက်ထိခြားနိုင်ရကြ ်နက်ဖက်ပေခိုင်မှုဖြစ်ပွားခဲ့ပြီးစကားရှိတိုက်တဲ့ဖက်ကအဆက်ရလာသည့်ဆုပ်ကအမျက်ပြတိခတ်တရားရှိခဲ့တယ်လို့တော်ဝရှိသူကဆက်ပြောပါတယ်နက်ဖက်ပေခိုင်တခိုင်မှုအတွင်းဇလန်းရွာပေလက်အပြင်မှာရှိတဲ့စစ်သည်ဖုန်းနဲ့ဒိုအမ်မျိုးပေါ်စီကတ်စတာဆိုင်ကတို့ကလည်းလင်းနေကြီးတွေနဲ့ပေကူပင်းနေခဲ့တယ်လို့သိရပါတယ်လင်းနေကြီးကြီးဟာလလမျိုးပေါ်စီဖော်ကြီးကြတဲ့ခုထဲဇာယာပောက်ခွက်ခတ်တဲ့ကြောင့်ဖော်ကြီးတစ်ပါးနဲ့ဒေတာခတ်နိုင်အောင်တိခတ်တရားရှိခဲ့တယ်လို့သိရပါတယ်ခုလေရှိမှာတော့စကောက်စီတာတွေဟာဒိုအမ်မျိုးဝဲစီကမြောက်ကဲတရာစစ်စေးရေးကိန်းမှာ လွှတ်ချော်ရေးတက်ကြထားပြီးလာတော်လာလောက်တွေကိုတက်ကြဆစ်စင်းနေတော့တွေကိုလည်းလှုံ့ဆောင်းနေတယ်လို့ဒေတာခတ်တွေရဲ့ပြပချေရာသိရပါတယ်။တဝဲမြေထမ်းမှာစကားစီကြတာလေးလိုက်ပွားလာတဲ့အစလေးတစီလင်းနေကြီးထီမတ်တာကြောင့်မိလာပစ်စတဲ့တွေကိုတင်ဆက်ပြပါမှာခင်ဗျာ။တဝဲမျိုးကနေတေချာမျိုးနဲ့ဖေကိုဥတီလာတဲ့စကားစီကြတာလေးလိုက်ပွားလာတဲ့အစလေးတစီကိုတဝဲခရိုင်တပ်ပေါင်းစုကတကယ်ကြတဲ့လို့လာလုပ်ပြည်သူကောက်ကွယ်ရေးဖွဲ့တွေစီကနေသိရပါတယ်။မန်လာဆိုင်ရင်ည7နိုင်လာမှာတဝဲမျိုးဘက်ကနေ ဒေချာမြူနဲ့ရှိဆယ်ဖြူဖက်ရွာဖေကိုဥတီလာတဲ့စကားစီရဲ့ဇလေးကို RPG ပါဝင်လင်းနေကတဲ့နဲ့ပိတ်ခတ်တခဲခတ်တဲ့လို့လာလို့ပြည်သူကောက်ကယူဖာရဲ့တာဝါရှိသူကပြောပါရယ်။နက်ဖေပြလာပိတ်ခတ်မှု7မိနစ်လာဖြစ်ပေါ်ခဲ့ပြီးတော်လိုက်တိုက်တဲ့ဖေက RPG နဲ့ပိတ်ခတ်ခဲ့တာကြောင့်ဇလေးကလင်းနေကြီးထိမှန်ပြီးမိလာပြည်ရှိသွားခဲ့တယ်လို့တာဝါရှိသူကရှင်းပြောပါရယ်။တခိုင်မှုအတွင်းစကားစီတိုက်တဲ့ဖေကအနက်ဆက်ကြောတိတ်ဆုပ်ပြီးတုတ်ဆက်လာထိခတ်တဲ့ရစီခဲ့ပြီးဇလေးကိုထက်ကတော့ရေစီးနဲ့မြုံပွားသွားတယ်လို့သိရပါရယ်။စကားစီတာတာတွေထိခိုက်တိုက်ဆုပ်တာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ People Radio မြန်မာအနေနဲ့တခြားတပြည်နိုင်ငံမျိုးမရှိသေးပါဘူး။မလာစီရင်တွေကလည်းလောက်လောက်မျိုးပေါ်ကအစာရဖာရုပ် Yes Khan နဲ့ထွေရုပ်တွေကိုတော်လိုက်တိုက်တဲ့ကဝေရတိုက်ခိုက်ခဲ့ပါသေးတယ်။